ဆိုတာလာတယ်မှန်ပါဗျာဥပမာကိုကလူတယောက်ကိုထမင်းဝါဝကြွေးလိုက်ရင်ကိုကြွေးမဲ့လူလာကိုစားစရာတွေပေါ်မယ်လူတယောက်ကိုအဝတ်စားပေးလိုက်အဲကိုကြတော့လေကိုလူကျင်တဲ့အဝတ်ကလေးတွေရတယ်ဒါ reaction ရဲ့သဘောတရားပဲမှန်ပါဗျာဘူမရင်းဆိုတဲ့လက်နဲ့ကြားဘူးလားကြားဘူးပါဗျာဟိုတည်းကဩစတြေးလျမှာတုံးနေဟာလေမှန်ပါဗျာကိုလုံးကိုကပြစ်လိုက်လို့ရှိရင်ကိုစီပြန်ရောက်လာမှန်ပါဗျာအဲ့လိုပဲကန်ဂျမာက ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကိုလုံးလိုက်လို့တစ်ဖက်သားပေါ်မှာတက်ရောက်မှုဖြစ်သွားရင်အဲ့ဒီတက်ရောက်မှုမျိုးကိုစီပြန်ရောက်တယ်မှန်ပါဗျာဒါကကမ္မနိယမသဘောတရားလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ဆူတောင်းတဲ့အခါကျတော့သူကကိုလိုချင်တာရရပေါ့ဆူမတောင်းဘူးဆိုရင်တော့သူ့ရဲ့ reaction ရတုံ့ပြန်မှုတွေတွေကတော့ရှိမှာပဲမှန်ပါဗျာဒီမိကုန်းနဲ့ပတ်သက်ပြီးဒီပြောဆက်မေးလို့ရာဒီဖျားရှင်ခေတ္တဘာလို့မှာသူကပြည့်စေကဗုဒ္ဓကိုပန်းလှူတယ်ရေးလှူတယ် စသဖြင့်ပေါ့နော်ဒီလိုပုံကူကြီးကိုအလှလေးအနှဲငယ်လှုပ်လိုက်တာနဲ့ဟိုနောင်ဘွားမှာကြီးမားတဲ့အကျိုးကျေးဇူးခံရတာလေတွေ့ယူပါတယ်ဗျာအဲ့တော့ဘာကြောင့်ဒီလိုပုံကူကြီးကြတော့အလှလေးအနှဲငယ်လှုပ်တာနဲ့ဒီချက်ချင်းလက်ငင်းဆိုလိုကြီးမားတဲ့ကောင်းကျိုးချမ်းသာကိုခံစားရပါလားဒါပထမတစ်ချက်ပါနောက်တစ်ချက်ကကြတော့ကောင်းမှုကုသိုလ်လုပ်ပြီးတော့ဆူတောင်းတဲ့အခါမှာဟိုတစ်ဖက်သားကိုပျက်စီးစီလိုတဲ့ဆန္ဒမျိုးနဲ့ဆူတောင်းလို့ရှင်ရောဒီဆူတောင်းကပြေနိုင်ပါလားရှင်ဗျာနှစ်ခုစလုံးဟာဖြစ်တာတွေတော့ရှိတယ်ပေါ့နော်အမှန်ပါဗျာ ကောင်းတဲ့ဆူတောင်းနဲ့မကောင်းတဲ့ဆူတောင်းဆိုတာရှိတယ်မှန်ပါဗျာကောင်းတဲ့ဆူတောင်းကလည်းခုနရှင်နေကတရာစေရနာစွမ်းအားနဲ့ပဲဆုံးဖြတ်ရမယ်မှန်ပါတရာစွမ်းအားကလည်းကြီးမားတယ်ပြီးတော့ကိုလှူတဲ့ပုံကောမြင့်မြတ်ဖြူစင်ပြီးတော့တကယ်ကိုမြင့်မြတ်တဲ့ပုံကောဖြစ်မယ်ဆိုရင်တော့သူကအလှဝတ္ထုနဲတာများတာအထိကမဟုတ်ဘူးရှင်နေကတရာကအကျိုးပေးတာဖြစ်တယ်မှန်ပါရှင်နေကစိတ်နေစိတ်ထားမြင့်မြတ်ပဲဆိုလို့ရှိရင်တော့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်လှူလိုက်လို့ရှင်ဆူတော်ပြေတာတွေရှိပါတယ်မှန်ပါဗျာနော်ပန်းတပွဲလှူပြီးတော့လည်းပဲဒီလိုဆူတော်ပြေတာတွေရှိပါတယ်မှန်ပါဗျာရှိဘူးတော့မဟုတ်ဘူးနော်မှန်ပါဗျာမှန်ပါဗျာဖြစ်နိုင်တယ်ပေါ့ဖြစ်နိုင်တယ်ဆိုတော့ဒီပန်းကအကျိုးပေးတာမဟုတ်သူယင်နေရသလားအကျိုးပေးတာမှန်ပါဗျာဟိုကအာယုံလောက်ပဲသို့တော်မျိုးစေ့တစ်ခုစိုက်တဲ့အခါမှာမြေကောင်းမှစိုက်တာနဲ့မြေညံ့မှစတိကုန်းလို့မြေညံ့ပေါ်မှစိုက်တာနဲ့မတူဘူးမျိုးစေ့ပေါက်တဲ့အခါမှာတင်ပါဗျာဖာတလိုက်ဇာကောင်းတဲ့ပြေ ယူမဆိုင်လိုက်လို့ရှိရင်အပွင့်အသီးတွေကတန်းမာတယ်လေမှန်ပါဗျာတန်းတယ်အဲ့ဒါလိုပဲခုနကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ကတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင်ကိုလုံးလိုက်ရတဲ့အလုပ်ဟာတည်းတည်းလေးပဲြစ်များကြီးជပေးနိုင်မှန်ပါဗျာမှန်ပါဗျာဒါရဲ့သူ့ရဲ့တုံပြန်ဥပမာဆိုတော့ပိုထင်ရှားတာပြောရမယ်ဆိုရင်ကိုပေါင်းတဲ့မိတ်ဆွေကလမ်းပေါ်ကလူဆိုပြီးတော့သူလည်းပက်ချာမရှိဘူးဆိုရင်ကိုပါရမှာတော့မှန်ပါဗျာ ကိုပေါင်းတဲ့လူကကိုကကူညီလိုက်တဲ့လူကတထေးဆိုရင်ကိုကိုတုံ့ပြန်ပေးတာတွေအများကြီးများနိုင်အောင်လားနိုင်ရနိုင်ပါဗျာကိုကိုပေါင်းတဲ့လူကမွဲတဲ့လူဆိုရင်